ကိုလူတို့တရားရခိုင်နှုတ်ပတ်ဆက်ရမယ်ကျွန်တော်ကိုတိုင်ဝန်တာတမ93ဒေါ်လာကိုပတ်ဆက်ထုတ်ယူချေအောင်မြေထားတဲ့ Black Fighter ဆိုတဲ့ APP လေးတက်ကနီးပတ်ဆက်ထုတ်ပြပေးသွားမှာဖြစ်ပါတယ်ငွေထုတ်ဖို့ပေးပန်ကောင်းလေးတွေမရှိတဲ့သူတွေဆိုရင် RA အပြာရောက်ကို3ဒေါ်လာပြီးတာနဲ့ကျွန်တော်စီမ KP ဝင်ပေးသူနဲ့ပတ်ဆက်လာထုတ်လို့ရမှာဖြစ်ပါတယ် RA အနီရောက်ဆိုရင်လောဝထုတ်ပေးမှာမဟုတ်ဘဲနဲ့ RA အပြာရောက်ဆိုရင်3ဒေါ်လာပြီးတာနဲ့ကျွန်တော်စီမပေးပန်ကောင်းမရှိတဲ့သူတွေဆိုရင်လည်းပဲ KP ဝင်ပေးသူနဲ့ ယ်လာထုတ်လို့ရမှာဖြစ်ပါတယ်ငွေထုတ်ဖို့ဆိုရဲကျွန်တော်တို့ရဲ့ PayPal account ဒီထက်ကိုလောဝတရားရခိုင်နှုတ်ပတ်စံဝေလာမဲ့ APP လေးပဲဖြစ်ပါတယ် online ငွေစာဂိတ်တွေကနီးပတ်စံထုတ်ဖို့ PayPal account လေးတွေမရှိတဲ့သူတွေဆိုရဲကိုလူတို့အနေနဲ့ကျွန်တော်ရဲ့ဒီ Bami Blog channel လေးကို subscribe ပါလိမ့်နှိပ်ထားပြီးတော့ကျွန်တော်ရဲ့ video လေးကိုဖူပေလေးခန့်ကြည့်ပြီးတော့ comment မှာ yes ဆိုပြီးတော့မှတ်သားပေးပါနော် PayPal account လေးတွေကိုကျွန်တော်ရဲ့ Telegram channel လေးထဲမှာမဲဖောက်ပေးရမှာကိုလူတို့အနေနဲ့ပါဝဲကန်ဆယ်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော်နဲ့ တူဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော် โอเคကျွန်တော်မနေ့ကတေပေးလိုက်တဲ့ဒီ Play Fighter ဆိုတဲ့ APP လေးထဲကနေပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီကောင်လေးထဲကနေပတ်စံထုတ်မှဆိုရင်ကိုလူတို့အနေနဲ့ PayPal account တစ်ခုတော့စီထားဖို့တော့လိုပါတယ် PayPal account စီမသားဒီထဲကနေပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီထဲကနေငွေထုံးနည်းကိုမပြောပြခင်မှာကိုလူတို့ကဒီ APP လေးကိုရယူမှဆိုရင်ဖုန်းထဲမှာစီတဲ့ဒီ VPN လေးတစ်ခုကိုပေါ့နော် US နိုင်ငံမှာထားပြီးတော့ connect လုပ်ပေးထားလိုက်ပါကျွန်တော်ပေးထားတဲ့လေးကနေဝင်လိုက်ပြီးဆိုရင် Play Store ွဲကိုရောက်ရှိလာမှာဖြစ်ပါတယ် Black Fighter ဆိုတဲ့ AP လေးကိုကျွန်တော်တို့က install လုပ်ပေးလိုက်ပါကျွန်တော်တို့ရဲ့ post sequence လေးတစ်ခုဒီလိုရောက်ရှိလာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရင်ဒီကောင်လေးတစ်ခုတစ်ချက်ဝင်လိုက်တဲ့အခါမှာဆိုရင်ကိုယ်ကအကောင့်တစ်ခုနဲ့အကောင့်ပြုလုပ်ပေးရမှာဖြစ်ပါတယ်အကောင့်ပြုလုပ်ပေးလိုက်ပြီဆိုရင်ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ပထမဆုံးလုပ်ရမှာကတော့ဒီ ID ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒီ ID ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်ပေးထားတဲ့ကုန်လေးကိုကိုယ်လူတို့အနေနဲ့ Play Store ထဲမှာသွားထောက်တဲ့သူတွေဆိုရင်ကျွန်တော်ပေးထားတဲ့ကုန်လေး ေးကိုထပ်ပေးရမှာပေါ့နော်ကျွန်တော်ပေးထားတဲ့လေးကနေဒေါင်းလုပ်ဆွဲတဲ့တူတွေဆိုရင်ထက်စရာမလိုဘူးပေါ့နော်ကျွန်တော်ပေးထားတဲ့ကုတ်လေးကိုဒီညလေးမှာထပ်ပေးလိုက်ပြီးဆိုရင်ကိုလူလူကဝဝေချင်းမှာပဲ RF4 ရရှိမှာဖြစ်ပါတယ် Okay ဒီ app လေးအကြောင်းအရာသေးသေးကိုကျွန်တော်အစ်စ်ဗီဒီယိုမှာတင်ပေးထားပြီးမလို့ဒီထဲမှာဂိတ်ဆော့တဲ့နီး quiet support ဆောင်းနီးလေးကိုကျွန်တော်မပြောပြနေတော့ဘူးပေါ့နော်ဒီထဲကနေပတ်စံထုတ်ပုတ်ထုံနီးနဲ့ကျွန်တော်တို့ပတ်စံတကယ်ရလာမရလာဆိုတာလေးကိုကိုလူတို့ကိုကျွန်တော်တည့်တည့်နဲ့တကွာပြပေးသွားမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ် Okay ဒီ AP လေးထဲကောင်းနေကျွန်တော်တို့ပတ်ဆက်လောဝတရားရခိုင်နှုတ်ပေးတဲ့ AP လေးဖြစ်တာကြောင့်မလို့ကိုလူတို့အနေနဲ့ကစားဖို့အကြံပေးခြင်းပါတယ်ဒီထဲကောင်းနေပတ်ဆက်ထုံးမယ်ဆိုရင်ကိုလူတို့အနေနဲ့ဒီမှာ RA အနေအောင်နဲ့ RA အပြာရောက်ဆိုပြီးတော့နှစ်ခုပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့က RA အနေအောင်လေးကိုမလုံဘဲနဲ့ RA အပြာရောက်လေးကိုပဲလုံဖို့အကြံပေးခြင်းပါတယ် RA အပြာရောက်ကဆိုရင်ကျွန်တော်တို့ပတ်ဆက်ထုံးရမှာဆိုရင်ဘာတက်စမကျွန်တော်တို့လူခေါ်စာမလို့ပဲနဲ့ဒီတိုင်းထုံးယူလို့ရမှာဖြစ်ပြီးတော့ RA အနေအောင်နဲ့ကျွန်တော်တို့ပတ်ဆက်ထုံးမယ်ဆိုရင်လူခေါ်ရ မှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ကဒီ RA အနီရောင်လေးကိုကျွန်တော်တစ်ချက်ဝေပြမယ်ပေါ့နော်။ RA အနီရောင်ဆိုရဲကျွန်တော်တို့ကဒီ RA 60ပြီးသွားတဲ့အခါမှာဆိုရဲသူကပတ်ဆက်ထုတ်ခိုင်းတယ်ပေါ့နော်။ဒီလို RA 60ပြီးသွားတဲ့အခါမှာဆိုရဲကျွန်တော်တို့ကပတ်ဆက်ထုတ်မယ်ဆိုရဲသူပေးထားတဲ့ test တွေကျွန်တော်တို့ evive flare တွေလုံးလို့ရတယ်ပေါ့နော်။ဒီလိုလုံးမတာဒီထဲကနေကျွန်တော်တို့ပတ်ဆက်ရဖို့ကဒီတေချာမှာပဲဖြစ်ပါတယ်။ဒီထဲကနေပတ်ဆက်ဆော်တဲ့ကိုလူတို့အသွဲဆိုရဲပေါ့နော်။ဒီ RA အနီရောင်နဲ့လောကမထုတ်ဘူးကျွန်တော်ကအကြံပေးခြင်းပါတယ်။ဒီကောင်ကရဖို့မတေချာပါဘူး။ ကျွန်တော်တို့ပတ်ဆက်ရဖို့ကျွန်တော်တို့ပတ်ဆက်ရဖို့ပေါ့နော်တရားရခိုင်လို့တေးချရတယ်ဒီ RA အပြာရောင်လေးကိုပဲကျွန်တော်ကဒီလှုပ်စီချေတဲ့ပေါ့နော်ဒီ RA အပြာရောင်လေးကကျွန်တော်တို့ပတ်ဆက်မှတကယ်ရပါတယ်ပတ်ဆက်ထုတ်ရမှာဆိုရင်လည်းပဲဘာတတ်စမကျွန်တော်တို့ခေါအလုပ်စရာမလိုပဲနဲ့ဒီတိုင်းကျွန်တော်တို့ဒီငွေထုတ်လို့ရမယ့်ပမာဏလေးတွေပြည်တဲ့အခါမှာဆိုရင်ပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီထက်မှဆိုရင်ကျွန်တော်မှဆိုရင်ပေါ့နော် RA အနေနဲ့ဒီ64ဒရမ 60kc မှာဖြစ်ပါတယ် โอเคကျွန်တော်တို့ဒီဒီအားမဆွေကျွန်တော်တို့ရရှိလာမဲ့ဒီ RA ပမာဏလေးကိုသူကပြပေးထားမှာဖြစ်ပါတယ်ပေါ့နော် weight loss အနေနဲ့ RA 6တန်းမှ၄ခွဆိုပြီးတော့သူကပေးထားမှာဖြစ်ပါတယ်ဒီ RA လေးတွေကိုကျွန်တော်တို့ကဒေါ်လာအနေနဲ့ကြီးမယ်ဆိုရင်ပေါ့နော်ကိုလူတို့ကဒီမှာ PayPal လေးကိုတက်ချင်ကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်ရွေးပေးလိုက်ပြီးဆိုရင် Confirm ဆိုရင်နေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင် RA ကနေကျွန်တော်တို့ကဒီမှာဒေါ်လာအနေနဲ့သူကပြပေးမှာဖြစ်ပါတယ်ကျွန်တော်မှဆိုရင်ပေါ့နော်1.53ဒေါ်လာစီမှာဖြစ်ပါတယ် ယ်။ Okay ဒီထဲကနေကျွန်တော်တို့ရရှိလာတဲ့ဒီဒေါ်လာလေးတွေကိုကျွန်တော်ကပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်။ပတ်စံထုတ်ဖို့ဆိုရင်ကိုလူတို့ကဒီ PayPal account တစ်ခုတော့စီထောက်ဖို့တော့လိုမှာဖြစ်ပါတယ်ပေါ့နော်။ PayPal account မစီတဲ့သူတွေဆိုရင်ကျွန်တော်မှာမြန်မာငွေလောက်ချိမဲ့ဆိုရင်ဒီနေရာလေးမှာကိုလူတို့အနေနဲ့ဒီ3ဒေါ်လာအနည်းဆုံးတော့ကျွန်တော်ဒီငွေထုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်။ဒီနေရာလေးမှာ3ဒေါ်လာအနည်းဆုံးကိုလူတို့မှာစီထောက်ဖို့တော့လိုပါတယ်။3ဒေါ်လာပြီးမှတာကျွန်တော်စီမှာဒီ KPay ဝေပေးတို့နဲ့နောက်ထပ်လို့ရမှာဖြစ်ပါတယ်။ကျွန်တော် KPay ဝေပေးတို့နဲ့ပြန်လဲက ိုလိုတို့ကိုထုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီထက်မှာ3ဒေါ်လာပြည်တာနဲ့ကျွန်တော်စီမှာလာထုတ်လို့ရမှာဖြစ်ပါတယ်။ Okay ဒီထက်ကနေကျွန်တော်ကဒီ PayPal နဲ့ပတ်စပ်ထုတ်မှာမို့လို့ကျွန်တော်ကဒီမှာ PayPal လေးကိုတစ်ချေရွေးပေးလိုက်မှာပေါ့နော်ရွေးပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်။ဒီလိုပြပေးထားပြီဆိုရင်ကျွန်တော်တို့ကဒီအာက withdraw all ဆိုတဲ့နေရာလေးကိုတစ်ချေနှိပ်ပေးရမှာဖြစ်ပါတယ်။ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ပေါ့နော် PayPal ကဖိထားတဲ့ email လေးကိုထပ်ပေးရမှာဖြစ်ပါတယ်။ PayPal ကဖိထားတဲ့ mail လေးကိုထပ်ပေးရမှာဖြစ် ်ပါလဲပေါ့နော်တကယ်လို့ဒီထဲကနေကျွန်တော်တို့ဒီ3ဒေါ်လာပြည်ပြီးကျွန်တော်စီမှာမြန်မာငွေခေပေးဝယ်ပေးလို့ ਨੇ လာထုံးမဲ့ဆိုရင်ကိုလူတို့အနေနဲ့ကျွန်တော်ရဲ့ Telegram Channel လေးကိုဆက်သွယ်ပေးရမှာဖြစ်ပါတယ် โอเคကျွန်တော်ရဲ့ Telegram channel လေးကိုဆက်သွယ်ပေးမှသာကိုလူတို့ကကျွန်တော်ကိုတိုင်းရဲ့ဆက်သွယ်ပြီးတော့ပေါ့နော်ဒီထက်ကနေကျွန်တော်တို့ဒီ3ဒေါ်လာပြည်တာနဲ့ကျွန်တော်စီမှာဒီ KP ဝပီဒိုနဲ့လာထုံးလို့ရမှာဖြစ်ပါတယ်။โอเคကျွန်တော်တို့ဒီထက်ကနေဒီ PayPal နဲ့ပတ်သက်ထုံးမှာဖြစ်လို့ကျွန်တော်ကဒီမှာ PayPal Gmail လေးကိုတစ်ချိတ်ရိုက်ထည့်ပေးလိုက်မှာဖြစ်ပါတယ်။ Okay ဒီလိုရိုက်ထည့်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီအောက်မှာ PayPal ဖိထားတဲ့နေလေးကိုရိုက်ထည့်ပေးရမှာဖြစ်တာကြောင့်မလို့ကျွန်တော်ရဲ့ PayPal account လေးထက်ကိုဝယ်ကြည့်ပြီးတော့ပေါ့နော် PayPal နေလေးကိုကျွန်တော်သွားယူလိုက်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ PayPal account လေးထက်ကိုလည်းကျွန်တော်တစ်ချက်ဝယ်ပြမယ်ပေါ့နော်ကျွန်တော်ရဲ့ PayPal account လေးထက်မှာပတ်စံကကျွန်တော်တို့ဒီအနှဲငယ်ပဲရှိတယ်ပေါ့နော်ကျွန်တော်တို့ပတ်စံဝယ်ကျွန်တော်တို့ပေါ့နော်ပတ်စံတကယ်ဝယ်လားမဝယ်လားဆိုတာလေးကိုပါကိုလိုတို့ကိုတည်တည်ပြပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်မှဆွဲဒီမှာ05 4 S ဒေါ်လာပဲရှိမှာ ဖြစ်ပါတယ် okay ဒီထဲကနေကျွန်တော်တို့ဒီပတ်စာဝေလာတဲ့အခါမှာဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီပတ်စာလေးတွေကဒီမြောက်သွားမှာဖြစ်ပါတယ်ပေါ့နော် okay ကျွန်တော်ကပတ်စာထုတ်ယူမှာမို့လို့ဒီ paper ဖိထားတဲ့ nail လေးကိုကျွန်တော်ယူမှာဖြစ်ပါတယ်ဒီနေရာလေးမှာဆိုရဲဒီဆက်ခွဲကပေါ်တော့ဖတ်လို့မရတာကြောင့်မလို့ကိုလူတို့အနေနဲ့ဆက်ခွဲမတတဲပဲညရမှာဖြစ်ပါတယ်။ Okay ဒီထဲကနေကျွန်တော်ကဒီ paper filter တဲ့ nail လေးကိုကျွန်တော်ယူပေးလိုက်ပြီးဆိုရဲဒီမှာကျွန်တော်တို့ paper filter တဲ့ nail လေးကိုဒီနေရာလေးမှာထည့်ပေးလိုက်မှာဖြစ်ပါလေ။ โอเคဒီလိုထပ်ပြီးလိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီအောက်ကဝေလော့ဆွေနေရာလေးကိုတက်ချင်နေပေးရမှာဖြစ်ပါတယ်။โอเคကျွန်တော်ဝေလော့ဆွေနေရာလေးကိုတက်ချင်နေပေးလိုက်မှာပေါ့နော်။ဒီမှာဆိုရဲကျွန်တော်တို့ပတ်စံထုတ်ယူချက်ကအောင်မြင်သွားပြီပဲဖြစ်ပါတယ်။ RA အနေနဲ့ဆိုရဲ6.4ခေါ်ပေါ့နော်။ဒေါ်လာအနေနဲ့ဆိုရဲ1.53ဒေါ်လာပဲဖြစ်ပါတယ်။โอเคကျွန်တော်တို့ကဒီအောက်က Happy to assess ဆွေနေရာလေးကိုတက်ချင်နေပေးလိုက်မှာဖြစ်ပါတယ်။ကျွန်တော်တို့ထုတ်ယူထားတဲ့ဒေါ်လာပမာဏလေးကိုပြန်ကြည့်မှဆိုရဲအပေါ်ကဒီကောင်လေးကိုတက်ချင်နေပေးလိုက်ပါ။โอเคဒီမှာဆိုရဲကျွန်တော်ကပေးပန်နဲ့ပတ်စံထုတ်ယူထားတာ လေးပဲဖြစ်ပါတယ်ဒေါ်လာအနေနဲ့ဆိုရင်ဝါတာတမ93ဒေါ်လာပဲဖြစ်ပါတယ်โอเคကျွန်တော်တို့ရဲ့ PayPal အကောင့်လေးထဲကိုကျွန်တော်ပတ်စာဝေလားမဝေလားဆိုတာဒီကိုအဲကျွန်တော်ပေးတည်နေတော့ပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်ရဲ့အကောင့်လေးထဲကိုဆိုရေပေါ့နော်ဒီမှာ Black Fighter ဆိုတဲ့ APP လေးထဲကနေကျွန်တော်ပတ်စံထုတ်ယူထားတဲ့ Wanderdama 93 USD ကပေါ့နော်ကျွန်တော်ရဲ့ PayPal အကောင့်လေးထဲကိုပတ်စံဝင်လာပြီးပြဖြစ်ပါတယ်အရန်ကိုမြန်ဆန်တယ်ပေါ့နော်ကျွန်တော်ပတ်စံထုတ်ရမှာဆိုရင်တနာရီကျော်လောက်ပဲကျွန်တော်တို့ကြောင်းမှာဖြစ်ပါတယ်โอเคကျွန်တော်ဒီထဲကနေပတ်စံရောက်လာမရောက်လာဆိုတာလေးကိုတည်တည်တော့ခွာပြပြတော့မှာဖြစ်ပါတယ်အပေါ်ကကောင်လေးကိုတစ်ချက်နှဲ့ပေးလိုက်မှာဖြစ်ပါတယ်ဒီမှာဆိုရင် successfully withdraw ဆိုပြီးတော့သူကပြပေးနေ to be happy about ကျွန်တော်တို့ရဲ့အကောင့်လေးထဲကိုလည်းဒီမှာပတ်စံဝင်လာကြောက်ကိုကိုလူတို့အနေနဲ့တိတ်တင်နေတကွာတွေ့ရမှာဖြစ်ပါတယ် Black Fighter ဆိုတဲ့ ability ထဲကဒီပတ်စံဝင်လာကြောက်ကိုဒီမှာကိုလူတို့မြေတွေ့ရမှာဖြစ်ပါတယ် Lower တရားရခိုင်လို့ပေးပြီးတော့ကျွန်တော်တို့ရဲ့ PayPal အကောင့်လေးထဲကိုပတ်စံတရားရခိုင်လို့ဒီလိုပတ်စံကဝင်လာမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကိုလူတို့မြေတဲ့အတိုက်ပေါ်တော့ Lower တရားရခိုင်လို့ပေးပြီးတော့ပတ်စံထုတ်ရမှာဆိုရင်လည်းပဲအခုထုတ်အခုကျွန်တော်တို့ရဲ့ PayPal အကောင့်လေးထဲကိုပတ်စံဝင်လာမှာပဲဖြစ်ပါတယ် Okay နောက်ထပ်ဗီဒီယိုမှာဒီလိုတရား ရာရာခိုင်နှုတ်ပေးတဲ့ AP တွေနဲ့အတူကျွန်တော်တို့ဖမ်းမှန်ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်